အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်တိုင်းစစ်ဌာနချုပ်ဘုံကထိန်ညာလှည့်လည်ရာတွင်ဒရုန်းဖြင့်ဘုံကျဲမြို့ကိုစိုးရိမ်တဲ့ဖြင့်ဂျမ်းမာကားများကားပေါ်တင်ပြီးလှည့်လည်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်လက်အောက်ခံတိုင်းစစ်ဌာနချုပ်များအလုံးကယနေ့နိုဝင်ဘာလ၂ရက်နေ့တွင်ဘုံကထိန်ညာလှည့်လည်ရာတွင်ဂျုံဖြစ်ဘုံကျင်းမြို့ကိုစိုးရိမ်တဲ့ဖြင့်ဂျမ်းမာများကားပေါ်တင်၍လှည့်လည်ကြကြောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်ကန်ယူရန်တိုင်းစစ်ဌာနချုပ်တို့၏ထုတ်ပြန်ချက်နှင့်ဘုံကထိန်လှည့်လည်မှုကိုတွားကြည့်ခဲ့သူများ၏ပြောဆိုချက်အရသိရှိရပါသည်။ယနေ့နိုဝင်ဘာလ2ရက်နေ့ကန်ယူရန်တိုင်းစစ်ဌာနချုပ်၏အကြိမ်30မြောက်စုပေါင်းဘုံကထိန်လှည့်လည်ပွဲကိုမြေမြို့တွင်ပြုလုပ်ခဲ့ရာရုံးဖြတ်ဆက်ချမ်းမာများကိုကားပေါ်တင်၍ဘုံကထိန်ကားတန်းများနှင့်အတူလှည့်လည်ခဲ့ကြသောမြေမြို့မှဒေသခံပြည်သူတို့ကပြောပါရသည်။ ကယူတန်တိုင်စစ်ဌာနချုပ်ကပုံကထိန်လှည့်လည်မှုသတင်းထုတ်ပြန်ရာတွင်ရုံဖြတ်တောက်ဆက်ဂျမ်းမာများကိုစစ်ကားပေါ်တိမ်မိလှည့်လည်နေသည်ကိုမြင်တွေ့ရပါတယ်။အလားတူအနောက်မြောက်တိုင်စစ်ဌာနချုပ်ကလည်းယနေ့မုံရွာမြို့ပေါ်တွင်35ချိန်မြောက်မဟာပုံကထိန်လှည့်လည်ပွဲပြုလုပ်ခဲ့ပြီးဂျမ်းမာများကိုကားပေါ်တင်ကအဝိစာများအုပ်၍လှည့်လည်ခဲ့သည်ကိုမြင်တွေ့ရကြောင်း။မုံရွာမြို့ပေါ်မှတော်လရေးကင်းထောက်လူငယ်တအုပ်ကပြောဆိုပါတယ်။အင်တာနက်တိုင်းကြီးတွေကိုတော့အုံမထားဘူးဘေးပပက်လေးကိုအုပ်ထားတော့ဂျမ်းမာတွေကိုကားပေါ်တင်ပြီးဘုံကထိန်လှဲတော့ ဂျမာကနောက်ဆုံးနာကနေကလိုက်တာစစ်ကားနဲ့အရက်သားကားရောရောပြီးလှဲ့တယ်ဂျမာရီက DC ကားပေါ်မှာတင်ထားတာဟုမုံရွာမြို့ပေါ်မှာကင်းထောက်လူငယ်ကပြောဆိုပါတယ်သတင်းဌာနကစစ်ဘက်သတင်းရင်းမြစ်ကိုဆက်သွယ်မြင်းမြရာနေပြီးတော့စစ်ရုံးကယနေ့တိုင်းစစ်ဌာနချုပ်များအလုံးတွင်ဘုံကထိန်လှည့်လည်ခိုင်းထားပြီးလုံခြုံရေးအထူးသတိပြုဆောင်ရွက်ရန်ဟုညွှန်ကြားကြောင်းသို့ရာတွင်ဂျမာများစစ်ကားပေါ်တည်၍လှည့်လည်ရမည်ဟုညွှန်ကြားချက်တွင်မပါဝင်တော့လေတိုင်းစစ်ဌာနချုပ်အများစုကရုံးဖြစ်ဘုံချဲခံရမည်ကိုစိုးရိမ်၍ ဂျမများစစ်ကားပေါ်တင်လှည့်လေကြခြင်းဖြစ်သည်ဟုပြောဆိုပါရယ်ဆလပီအတူရောင်ရွေးကောက်ပွဲအပေါ်စန့်ကျင်ပွဲပန်းသူ88ဦးဖမ်းဆီးထားကြောင်းစစ်ကော်မရှင်ထုတ်ပြောတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်အာနာသိန်းစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲအပေါ်စန့်ကျင်သူဖွေပန်းပြီးသူတွေကိုထိထိရောက်ရောက်အရေးယူသွားမယ့်အကြောင်းနှင့်လက်ရှိမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကောက်ဝေးဥပဒေကိုအသုံးချပြီးဖမ်းဆီးထားသူ88ယောက်ရှိကြောင်းစစ်ကော်မရှင်ကထုတ်ပြောပါရယ် အောက်တိုဘာ31ရက်ကပြုလုပ်တဲ့ရွှေကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟုကော်မတီအစည်းအဝေးမှာစစ်ကော်မရှင်ပြည်ထောင်စုဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ရွှေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်အောက်တိုဘာလ29ရက်နေ့ထိအရေးယူဆောင်ရွက်မှု40ရှိခဲ့ပြီးအမျိုးသား83ဦးအမျိုးသမီး9ဦးစုစုပေါင်း88ဦးအထိအရေးယူထားပြီးဖြစ်ကြောင်းဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဆိုပါတယ်။ စစ်ကော်မရှင်ကြာထမ်းထားတဲ့ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဟာသူတို့ရဲ့အတူရောက်ရွေးကောက်ပွဲကိုဟန်တာနှောက်ယှက်ဖျက်ဆီးရင်အ ਨੇ ဆုံးထောင်တန်၃နှစ်ကနေအများဆုံးထောင်တန်တသက်တကျော်နှစ်တည်တဲ့အထိချမှတ်နိုင်တဲ့ဥပဒေဖြစ်ပါတယ်။ဒါပြင်စစ်တပ်ကရွေးကောက်ပွဲအတွက်ဝါရဖြန့်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်ကိုဝေဖန်နေဆိုတဲ့အကြောင်းပြချက်နဲ့ဒါရိုက်တာမိုက်တီဒါရိုက်တာစပူထွန်းတက်လွင်ဒါရိုက်တာအောင်ချမ်းလူတရုတ်ဆောင်ကျော်ဝင်းထော်ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုလည်းဖန်ဆီးအရေးယူထားတာဖြစ်ပါတယ်။ NUG အပါအဝင်ဒီမိုကရေစီအင်အားစုတွေကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းထားတဲ့စစ်ကော်မရှင်အနေနဲ့ရွေးကောက်ပွဲကိုကျင်းပခွင့်မရှိကြောင်းနဲ့ပြည်သူလူထုထောက်ခံမှုမရှိတဲ့အတူရောက်ရွေးကောက်ပွဲကိုဆက်လက်ကျင်းပတာဟာနိုင်ငံအာဏာကိုမတရားတဲ့အနီလမ်းနဲ့အယားယူဖို့ကြိုးပမ်းခြင်းသာဖြစ်တယ်လို့ပြောဆိုထားပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။